မင်္ဂလာမနက်ခင်းပါရှင်မေလ3ရက်နေ့မနက်ခင်းသတင်းတွေကိုစတင်ပြီးတရားထွက်လင့်တင်ဆက်ပေးသွားတော့မှာပါဒီနေ့မနက်ခင်းသတင်းတွေမှာတော့တရုတ်ကွန်မြူနတီပါတီနဲ့တွင်းဆောင်စဉ်ဘင်္ဂလားဒေ့ရှ်နိုင်ငံဂျမတ်အီအစ္စလာမီပါတီရဲ့မြန်မာနိုင်ငံရဲ့အထောက်ချာအာဏာကိုထိပါတဲ့ပြောဆိုချက်တွေကိုလက်မခံကြောင်းနဲ့ရှုံချကန့်ကွက်ကြောင်းနာဆာကတုံ့ပြန်ခဲ့တဲ့သတင်းမြန်မာပင်လယ်ပြင်မှာငါးဖမ်းရာသီပိတ်ပြီးဖြစ်တာကြောင့်ကံဝေးငါးဖမ်းလေအလုံးလုပ်ငန်းခွင်ရန်နာပြီဖြစ်တယ်ဆိုတဲ့သတင်း အရာပြင်းငလင်းကြောင့်နေပြည်တော်မှာရေအခက်အခဲဖြစ်ပေါ်နေတဲ့နေရာတွေကိုရေပေးဝင်နေရတဲ့တဲ့င်ဒေါ်နယ်ထရမ့်ရဲ့အမေရိကဟာအများအတွက်မဟုတ်ဘဲကိုယ့်အကျိုးအတွက်သာစဉ်းစားတယ်လို့ဒုတိယသမ္မတဟောင်းကမလာဟဲရစ်ဝေဖန်ခဲ့တဲ့တဲ့င်နဲ့ယူကရိန်းစစ်ပွဲအတွင်းရုရှားဘက်ကကုညီတိုက်ခိုက်ပေးနေတဲ့မြောက်ကိုရီးယားစစ်သား600ခန့်တေဆုံးခဲ့တယ်လို့တောင်ကိုရီးယားပြောကြားခဲ့တဲ့တဲ့င်အဆရှိတဲ့တဲ့င်တွေပါဝင်ပါတယ်။ဥဆောင်တဲ့င်တစ်ပုံအနေနဲ့ တရုတ်ကွန်မြူနီပါတီနဲ့တွေ့ဆုံစဉ်ဘင်္ဂလားဒေ့ရှ်နိုင်ငံဂျမတ်အစ်အစ္စလာမီပါတီရဲ့မြန်မာနိုင်ငံရဲ့အထုတ်ချာအာဏာကိုထိပါတဲ့ပြောဆိုချက်တွေကိုလက်မခံကြောင်းနဲ့ရှုံချကန့်ကွက်ကြောင်းနာဆာကတုံ့ပြန်ခဲ့တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။တရုတ်ကွန်မြူနီပါတီနဲ့တွေ့ဆုံစဉ်မှာဘင်္ဂလားဒေ့ရှ်နိုင်ငံဂျမတ်အစ်အစ္စလာမီပါတီရဲ့နိုင်ငံရေးအမျက်ထုတ်လုံမှုအတွက်မြန်မာနိုင်ငံရဲ့အထုတ်ချာအာဏာကိုထိပါတဲ့ပြောဆိုချက်တွေကိုလက်မခံကြောင်းနဲ့ရှုံချကန့်ကွက်ကြောင်းနာဆာကသတင်းထုတ်ပြန်ရေးအဖွဲ့ကပြောပါရစေ။ တရုတ်ကွန်မြူနတီပါတီနဲ့တွေ့ဆုံစဉ်ဘင်္ဂလားဒေ့ရှ်နိုင်ငံဂျမန်အီအစ္စလာမီပါတီရဲ့ ရခိုင်ပြည်နယ်ကိုတရားနိုင်ငံအဖြစ်အသိအမှတ်ပြုဖို့ရခိုင်ပြည်နယ်ရင်းမှာရှိတဲ့မွတ်စလင်တွေကိုတရားလွတ်လပ်တဲ့ပြည်နယ်တစ်ခုသတ်မှတ်ပေးဖို့တရုတ်နိုင်ငံကမြန်မာနိုင်ငံကိုတိုက်တွန်းပေးဖို့ပြောကြားခဲ့ကြောင်းသတင်းတွေထွက်ပေါ်နေမှုနဲ့ပတ်သက်ပြီးသတင်းဌာနတစ်ခုရဲ့မင်းမြတ်မှုအပေါ်ပြန်လည်ဖြေကြားရမှာ NASA ကသတင်းထုတ်ပြန်ရေးအဖွဲ့ကအထက်ပါအတိုင်းထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။ပြီးခဲ့တဲ့ဧပြီ28ရက်ကဒါကာမြို့မှာရှိတဲ့ Hotel Western မှာဂျမအီအစ္စလာမီပါတီဗဟုကော်မတီအဖွဲ့ဝင်တအိုးကဦးဆောင်တဲ့ကိုယ်စားလှယ်အဖွဲ့နဲ့တရုတ်ကွန်မြူနတီပါတီက ကိုယ်စားလှယ်အဖွဲ့တို့တွေ့ဆုံဆွေးနွေးခဲ့ကြအောင်အဲ့လိုဆွေးနွေးရမှာမြန်မာနိုင်ငံရဲ့အချုပ်အခြာအာဏာပိုင်ဆိုင်မှုကိုထိခိုက်စေတဲ့ဆွေးနွေးတောင်းဆိုမှုတွေပါရှိတာကိုတွေ့ရကြအောင် မြန်မာနိုင်ငံရဲ့ပြည်လေဒုက္ခတဲ့ပြည်လေလက်ခံရေးကိစ္စနဲ့ပတ်သက်တဲ့သဘောရရည်တည်ချက်တွေကိုအစဉ်သဖြင့်ပြောကြားထားပြီးဖြစ်ကြောင်းဘင်္ဂလားဒေ့ရှ်နိုင်ငံနိုင်ငံသားဝင်ကြီးဌာနဒုတိယဝင်ကြီးနဲ့မြန်မာနိုင်ငံနိုင်ငံသားဝင်ကြီးဌာနဒုတိယဝင်ကြီးတို့ဟာတရုတ်နိုင်ငံမှာတွေ့ဆုံပြီးလက်ခံရေးကိစ္စတွေပြည်လေထောက်ပံ့ရေးကိစ္စတွေကိုပုံမှန်တွေ့ဆုံဆွေးနွေးခဲ့ပြီးပဋိပက္ခတွေဖြစ်ပွားချိန်ကနေရက်တက်သွားခဲ့တာဖြစ်တယ်လို့ NASA ကသတင်းထုတ်ပြန်ရေးအဖွဲ့ကဆိုပါတယ် မြန်မာနိုင်ငံအနေနဲ့ဘင်္ဂလီဒုက္ခသည်တွေကိုစီးရင်တိုက်ဆိုင်စစ်ပြီးပြည်လဲလက်ခံမယ်ဆိုတဲ့အခြေခံမူဝါဒရှိပြီးဖြစ်တယ်လို့ဒုက္ခသည်တွေပြည်လဲဝင်ရောက်နေထိုင်နိုင်ဖို့လုံလောက်တဲ့အဆောက်အုံတွေကိုလည်းတရုတ်နိုင်ငံရဲ့အကွင့်အရေးနဲ့တည်ဆောက်ပြီးဖြစ်တာကိုနိုင်ငံတကာအသံတမန်တွေကိုလည်းရှင်းလင်းပြသပြီးဖြစ်ကြောင်းဂျမန်အီအစ္စလာမီပါတီဟာနိုင်ငံရေးအမျက်ထုတ်လုံမှုအတွက်တရုတ်ကွန်မြူနစ်ပါတီနဲ့တွေ့ဆုံစဉ်ပြောကြားခဲ့မှုတွေဟာမြန်မာနိုင်ငံရဲ့အထောက်အချာအာဏာကိုထိပါတဲ့ပြောဆိုချက်ဖြစ်တာကြောင့် မြန်မာနိုင်ငံအနေနဲ့လက်မခံကြောင်းနဲ့ရှုံချကန့်ကွက်ကြောင်းနာဆာကသတင်းထုတ်ပြန်ရေးအဖွဲ့ကဆိုပါတယ်ဒီပါတီဟာအစ္စလမ်ဘာသာရေးအခြေခံနိုင်ငံရေးပါတီတစ်ခုဖြစ်ပြီးအရင်ဆိုရလက်ထက်မှာပါတီကိုတရားစွဲဆိုခံခဲ့ရက2014ခုနှစ်ကစပြီးရွေးကောက်ပွဲဝင်ခွင့်မရခဲ့တာကိုတွေ့ရကြောင်းအခုကြားဖြတ်အဆိုရလက်ထက်2024ခုနှစ်ဩဂုတ်လအတွင်းက၎င်းပါတီအပေါ်ဆွဆဲထောက်မှုတွေကိုရုပ်သိမ်းပေးခဲ့တာကိုတွေ့ရကြောင်းလည်းနာဆာကသတင်းထုတ်ပြန်ရေးအဖွဲ့ကပြောပါတယ်ထမမီး မြမပင်လေပြင်းမှာငါးဖန်းရာသီပိတ်ပြီးဖြစ်တာကြောင့်ကံဝေးငါးဖန်းလေအလုံးလုပ်ငန်းခွင်ရန်နာပြီးဖြစ်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မြမပင်လေပြင်းမှာငါးဖန်းရာသီပိတ်ပြီးဖြစ်တာကြောင့်ကံဝေးငါးဖန်းလေအလုံးလုပ်ငန်းခွင်ရန်နာပြီးဖြစ်တယ်လို့သိရပါဗျ။ ငါမဖမ်းရသည်ငါသားမောက်ရသည်ရောက်ပြီဖြစ်တာကြောင့်မြမပင်လဲပြင်အတွဲငါဖမ်းစည်းခြင်းလောက်ကင်နေတဲ့ငါဖမ်းလေတွေဟာဧပြီ30ရက်နေ့နောက်ဆုံးထားပြီးစိတ်ကန်းတွေကိုပြန်လဲဝင်ရောက်လာတယ်လို့သိရပါဗျ။ဒီနှစ်ငါမဖမ်းရရသည်ကိုမေဇွန်ဇူလိုင်လအဖြစ် ပြန်လဲသတ်မှတ်ထားတာ ဖြစ်တယ်။ကံဝင်ငါဖမ်းလေတွေဖြစ်တဲ့ဝလက်ဝတန်းကင်းမွန်နဲ့တခြားလေတွေအလုံးလုပ်ငန်းရန်နာပြီဖြစ်ပါတယ်။ ဝလန့်လေကြီးတွေကတော့9လပိုင်းပြန်လဲဖန်းစည်းခွင့်ရဖို့တင်ပြမယ်လို့ကြားရတယ်။ကျန်တဲ့လေတွေကတော့ငါးသားပေါက်ရသည့်အရာရောလုပ်ငန်းသဘောတဘာဝအရာရောရန်နာကြပါရယ်။မုတ်တုံမိုးရသည့်ဝင်းပြီဆိုတော့ပင်လယ်ထဲမှာလည်းလှိုင်းလေပြင်းထန်မှုဖြစ်လာတယ်။ငါးသားပေါက်ရသည့်လည်းရောက်လာပြီဆိုတော့လုပ်ငန်းခွင့်ရန်နာရတာဖြစ်ပါတယ်လို့ဝရန်လုပ်ငန်းလုပ်ကင်သူတို့ကပြောပါရယ်။ 2024-2025ဘဏ္ဍာရေးနှစ်အတွက်ငါးသားပေါက်ရာသီဟာမေဇွန်နဲ့ဇွန်လိုင်လတွေအဖြစ်သတ်မှတ်ခဲ့ပြီးရာနှုန်းပြည့်ငါးဖန်းစီခြင်းရန်နာရမှာဖြစ်တယ်လို့သိရပါတယ်။ကန်းနီးငါးဖန်းလီတွေကလွှဲပြီးကန်းဝေးတွေရာနှုန်းပြည့်လုပ်ငန်းရန်နာရမှာပါ။ကန်ဒီငါးဖန်းလီနဲ့ငါးတယ်လီတွေကတော့ပင်လယ်ထဲမှာသွားလာခွင့်ရမှာဖြစ်တယ်။ကျန်တာကငါးသားပေါက်ရာသီမှာအကုန်ရန်နာရမယ်လို့ဘိမျိုးကလုပ်ငန်းရှင်တအိုးကပြောပါရယ်။ 2023-2024ဘဏ္ဍာရေးနှစ်အတွက်ငါးဖက်ဖက်ရရသည်ငါးသားပေါက်ရသည်ကိုသတ်မှတ်ခဲ့ရမှာငါးလုပ်ငန်းဦးစီးဌာနကဧပြီ-မေနဲ့ဇွန်လတွေကိုသတ်မှတ်ခဲ့တယ်လို့သိရပါဗျ။မြမပင်လေပင်မှာရခိုင်အေရရင်ရန်ကုန်မွန်နဲ့တနင်္သာရီ၅ဖန်းခွက်တည်းရှိပြီးတနင်္သာရီ၅ဖန်းခွက်မှာကံဝင်း၅ဖန်းလေကြီး1500ခန့်ရှိတယ်လို့သိရပါဗျ။အရာပြင်းကနေကြောင့်နေပြည်တော်မှာရေအခက်အခဲဖြစ်ပေါ်နေတဲ့နေရာတွေကိုရေရေပေးဝေနေရတဲ့ဆိုတဲ့သတင်းကိုထပ်မံပြီးတော့တင်ဆက်ပေးပါမယ်။ အင်အားပြင်းကလေးကြောင့်နေပြည်တော်မှာရေအခက်အခဲဖြစ်ပေါ်နေတဲ့နေရာတွေကိုရေပေးဝင်နေရတယ်လို့နေပြည်တော်စီမံသားရရေးကော်မတီရဲ့ထုတ်ပြန်ချက်တွေအရသိရပါတယ်ရေခက်ခဲဖြစ်ပေါ်နေတဲ့နေရာတွေဟာဝန်ထမ်းအရာတိုက်အမှတ်1000ကနေ6000ကျော်အထိပြည်တော်စုဝင်ကြီးဒုတိယဝင်ကြီးဒုတိယညွှန်ကြားရေးမှူးချုပ်အရာတွေစပယ်အရာယာဇသင်္ကဟအရာ1နဲ့ဥတ္တရသီရိကဒင်း90ဆန့်စေယုံအမျိုးသားမော်ကွန်တိုက်တရားရေးကောလိပ်ဝင်ကြီးရုံးနေ ဒုက္ခသိဋ္ဌိယာယီစကံဝနာသိဋ္ဌိယာယီစကံဒနာသိဋ္ဌိယာယီစကံဒုက္ခဝတိအိညာနဲ့ဥဒရသေရီမြို့နယ်တွေဖြစ်တယ်လို့သိရပါတယ်အိန္ဒိယရေကောနေပြည်တော်စီမံသားရရေးကော်မတီပန်းဦးရင်နဲ့အာကစားကွေးများဌာနကမော်တော်ယာဉ်15စီးနဲ့နေစဉ်ရေဖြန့်ဝေတာတွေဆောင်ရွက်ပေးလျက်ရှိတယ်လို့ထုတ်ပြန်ထားပါတယ်။ထပ်မံပြီးတော့နိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးသွားမှာပါ။ဒေါ်နယ်ထရမ့်ရဲ့အမေရိကဟာအများအတွက်မဟုတ်ဘဲကို့အကျိုးအတွက်သာစဉ်းစားတယ်လို့ ဒုသမ္မတဟောင်းကမလာဟဲရစ်ဝေဖန်ခဲ့တဲ့သတင်းကိုတင်ဆက်ပေးမှာပါ။နိုဝင်ဘာရွှေကောက်ပွဲမှာရှုံးနိမ့်ခဲ့ပြီးတဲ့နောက်ပထမဆုံးပြောကြားတဲ့မေဂွန်မှာအမေရိကန်ဒုသမ္မတဟောင်းကမလာဟဲရစ်ကဒေါ်နယ်ထရမ့်နဲ့ဒေါ်နယ်ထရမ့်ကိုထောက်ခံသူတွေကိုဝေဖန်ခဲ့ပါတယ်။လွန်ခဲ့တဲ့3လရဲ့ထင်ရှားပေါ်လင်တဲ့ဝယုံသုံးကားဖြစ်မှုဟာ၎င်းတို့ရဲ့ကိုပိုင်အကျိုးအတွက်အမေရိကန်ပြည်ထောင်စုကိုမလိမ့်တပတ်လုပ်ဖို့ထရမ့်ကိုအသုံးချနေတဲ့ကွန်ဆာဗေးတစ်တို့ကာလရှည်ရင်ဝယ်ပိုက်ထားတဲ့စီစဉ်တရက် အမန်တကယ်အကောင့်ထဲပေါ်လာမှုဖြစ်တယ်လို့ရွေးကောက်ပွဲရှုံးခဲ့တဲ့ဒီမိုကရက်ကမ်လာဟဲရစ်ကထောက်ခံသူတွေကိုပြောပါရယ်တကယ်တော့ကျမတို့မျက်မြင်ကြုံတွေ့နေရတဲ့အရာကတော့လှည့်မြန်တဲ့အခင်းကျင်းတစ်ခုဖြစ်ပါတယ်။စေစုနှစ်ချီအကောင့်ထဲပေါ်နေတဲ့အာဂျန်နာကိုလှည့်လင်းမြန်မြန်ဖော်ဆောင်မှုအတွက်ရေရင်ကိုအသုံးပြုနေတဲ့အခင်းကျင်းဖြစ်ပါတယ်လို့၎င်းကဆန်မျိုးမှာထောက်ခံသူတွေကိုပြောပါရယ်။ ပြည်သူ့ပညာရေးကိုဖဲထုတ်ပစ်တဲ့အာဂျန်ဒာအစိုးရအဖွဲ့ကိုချုပ်ပစ်တဲ့အာဂျန်ဒာပြီးတော့အစိုးရရဲ့ဝန်ဆောင်မှုလုပ်ငန်းတွေကိုပုတ်ကလေးကပိုင်လုပ်တဲ့အာဂျန်ဒာတို့ဖြစ်ပါတယ်။အဲ့ဒါတွေအားလုံးကိုအကောင့်ထဲပေါ်ပြီးတော့လူချမ်းသာတွေကိုအခွန်သက်သာခွင့်တွေပေးနေတာဖြစ်ပါတယ်လို့ကမ်မလာဟဲရစ်ကပြောပါရယ်။ အမြင်ကျင်းမြောင်းပြီးအများအတွက်မကြည့်ပဲကို့အကျိုးအတွက်ကြည့်တဲ့အမေရိကအမြင်မှာသူတို့ကအမှန်ပြောတဲ့သူတွေကိုအပြစ်ပေးတယ်တစ္ဆာကန်တွေကိုမျက်နှာသာပေးတယ်သူတို့ရဲ့ပါဝါကိုငွေလောင်းပြီးတိဆောက်နေတယ်လူတိုင်းကကိုအားကိုကိုရတဲ့အနေအထားဖြစ်လာပါတယ်လို့ဝေဖန်ခဲ့ပါတယ်နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့ယူကရိန်းစစ်ပွဲအတွင်းရုရှားဘက်ကနေကုညီတိုက်ခိုက်ပေးနေတဲ့မြောက်ကိုရီးယားစစ်သား600ခန့်သေဆုံးခဲ့တယ်လို့တောင်ကိုရီးယားပြောကြားခဲ့တဲ့သတင်းကိုတင်ဆက်ပေးပါပါယူကရိန်းစစ်ပွဲအတွင်း ရုရှားဘက်ကနေကိုကြီးတိုက်ခိုက်ပေးနေတဲ့မြောက်ကိုရီးယားစစ်သား600ခန့်သေဆုံးခဲ့ပြီးဒဏ်ရာရသူထောင်ထဲချီရှိခဲ့တယ်လို့တောင်ကိုရီးယားလွှတ်တော်အမတ်တူကဧပြီ30ရက်က ပြောကြားခဲ့ပါတယ်။မြောက်ကိုရီးယားဟာရုရှားကိုကိုကြီးပေးဖို့စစ်သားတွေဆစ်လုခဲ့ကြောင်းတရားဝင်အတည်ပြုခဲ့ပြီးတဲ့နောက်ရက်ပိုင်းအကြာမှာတောင်ကိုရီးယားလွှတ်တော်အမတ်လီဆောင်ကွမ်ရဲ့ပြောကြားချက်ထွက်ပေါ်လာတာဖြစ်ပါတယ်။လက်ရှိအချိန်ထိစစ်ပွဲတွင်တည်ဆုံခဲ့တဲ့မြောက်ကိုရီးယားစစ်သား600အပါအဝင်မြောက်ကိုရီးယားစစ်သား4800ခန့် တေကျေတရားရခဲ့ကြောင်းလွှတ်တော်ရဲ့ထောက်လဲရေးကော်မတီဝင်တဦးဖြစ်တဲ့လီကသတင်းထောက်တွေကိုပြောပါရယ်ရုရှားတပ်ဖွဲ့တွေဟာယူကရိန်းတပ်ဖွဲ့တွေရဲ့ထိန်းချုပ်မှုကိုခံခဲ့ရတဲ့ရုရှားနယ်စပ်ကတ်ဒေတာကိုမြောက်ကိုရီးယားစစ်သားတွေရဲ့အကွက်ညီနဲ့ပြန်လည်သိမ်းယူနိုင်ခဲ့ကြောင်းမြောက်ကိုရီးယားနိုင်ငံပိုင် KCNA သတင်းအေဂျင်စီကဧပြီ28ရက်ကအတည်ပြုခဲ့ပါရယ် ယူကရိန်းနဲ့ဖြစ်ပွားနေတဲ့စစ်ပွဲမှာမြက်ကိုရီးယားစစ်သားတွေပါဝင်နေကြောင်းရုရှားကအတည်ပြုခဲ့ပြီးတဲ့နောက်ရက်ပိုင်းအကြမ်းမှာမြက်ကိုရီးယားနိုင်ငံပိုင်သတင်းအေဂျင်စီကဒီအကြောင်းအရာကိုအတည်ပြုခဲ့တာဖြစ်ပါတယ်။ရုရှားကိုပို့ဆောင်ခဲ့တဲ့မြက်ကိုရီးယားစစ်သား200ခန့်ကိုအခုနှစ်အတွင်းမြက်ကိုရီးယားနိုင်ငံအတွင်းပြန်ယူခဲ့ပြီးပျောင်ရမ်းမြို့တော်နဲ့နိုင်ငံတော်မှာရှိတဲ့တခြားနေရာဒေသတွေမှာတည်ထောင်ထားရှိခဲ့ကြောင်းလီကပြောပါတယ်။ ကြာဆုံးသွားတဲ့မြောက်ကိုရီးယားစစ်သားတွေရဲ့အလောင်းတွေကိုမြောက်ကိုရီးယားကိုပြန်မပို့ခင်ကတ်ဒေတာမှာပဲမိသက်ကြိုခဲ့တယ်လို့ယူဆရပါတယ်လို့၎င်းကပြောပါရယ်မြောက်ကိုရီးယားဟာစစ်သား18000ခန့်ကိုအတုံးနှစ်တုပ်ခွဲပြီးကတ်ဒေတာမှာဖြန့်ကျက်ချထားခဲ့ပြီးကတ်ဒေတာမှာမလကစာပြီးတိုက်ခိုက်မှုတွေရောကြလာခဲ့ကြောင်းလေကပြောပါရယ်ဒီအချိန်ကစာပြီးမြောက်ကိုရီးယားစစ်သားတွေဟာအရန်အလွန်ကြုံတောက်တာပစ္စည်းတွေခိုးယူတာစတဲ့လက်မခံနိုင်တဲ့အပြုအမူတွေရှိခဲ့တဲ့သတင်းတွေလည်းထွက်ပေါ်ခဲ့တယ်လို့လေကပြောပါရယ် မေလ3ရက်နေ့မနက်ခင်းသတင်းတွေကိုတရားထုံးနဲ့တင်ဆက်ပေးသွားခဲ့တာပါကြည့်ရှင်နားဆင်ပေးခဲ့ကြတဲ့အတွက်ကျေးဇူးတူပဲတင်ရှိပါရယ်ညနေ4နာရီမှာလည်းညနေခင်းသတင်းတွေကိုထပ်မံပြီးတော့တင်ဆက်ပေးပါမယ်ကောင်းသောနေ့ရက်လေးဖြစ်ပါစေရှင်